အခန်းနှစ်တရားရုံးကနေတီယိုတို့အလဲရန်ကျောင်းကိုစပိန်15မိနစ်နေရတယ်။ရင်စည်းကမ်းအတိုင်းလိုက်နိုင်ပေါ့။တီယိုကကျောင်းကိုနည်းနည်းပါးပါးအယောင်နှောက်ကြခြင်းနှောက်ကြပါသည်။လမ်းစည်းကမ်းရင်စည်းကမ်းအတိုင်းနေတယ်။ဒီနေ့တော့တော်တော်လေးနှောက်ကြနေလို့ကားတစ်စီးကိုကြော်တက်ပြီးဖြက်လန်းကစီးလာခဲ့တယ်။နိုင်ကြည့်လိုက်တော့သူ6မိနစ်နဲ့ရောက်လာခဲ့တယ်။อืมစိုးဘူးပေါ့။လန်နိုင်နှစ်ပေးမှခြားစပိန်တွေနဲ့အတူတော့ခတ်နေတော့ကျောင်းကားတစီးထိုးဆိုင်လာပြီး ကလေးတွေအလူရဲ့စုပြုံပြည့်စင်လာကြတယ်။ခေါင်းလောင်းထိုးချိန်နဲ့အကိုက်တီယိုအခန်းနဲ့အတန်းလေးကိုရောက်လာခဲ့တယ်။၈နာရီ၄၀တိတိအတိုင်းမိုင်ဆရာဆရာမောင်ကိုမင်္ဂလာပါဆရာလို့လမ်းနှုတ်ဆက်လိုက်တယ်။ဆရာမောင်ကသူတို့ကိုအခြေခံဥပဒေနဲ့လူခွင့်ရေးဘာသာရေးတစ်ခုပဲတင်တာ။ဆရာစပွဲစီကိုတီယိုလျှောက်သွားတယ်။တရားသူကြီးစပွဲနဲ့ဆိုင်ဆီယမော့စပွဲကပစ္စည်းကွေးလေးလိုဖြစ်နေတယ်။တရားသူကြီး country နဲ့ကျွန်တော်တွေ့ခဲ့ပြီးပြီဆရာ အတန်းတဆကြောင်းသားလေးတွေရဲ့အတန်နဲ့အခန်းထဲမှာပွက်လို့ရိုက်နေကြတယ်။တယောက်နဲ့တယောက်နှုတ်ကြပြောင်ကြဟာသတွေပြောပြီးတတော်တော်ကြီးကြနဲ့ဆရာကအဲ့တော့ကျွန်တော်တို့တံတန်းလုံးအတွက်နေရန်ရခဲ့ပြီဆရာစောစောသွားရမယ်။ဟာနိဒါဗောဘရာဗိုတီကိုဆရာကအတန်းကိုညင်အောင်ထိမ့်လိုက်ပြီးကျောင်းခေါ်ချိန်စာအုပ်ကိုငှုတ်ကြည့်ပြီးနမိခေါ်တယ်။နောက်10မိနစ်ကြာတော့မြက်ဖန်အစီအစဉ်ကိုပြုတ်ပြတယ်။ ပြီးမှအောက်ထက်ခံမာတွေကဆီမမွန်နီရဲ့စပိန်ဘာသာသင်တန်းခန်းကိုဆင်ခဲ့ကြတယ်။ဒီအချိန်မှာတခြားတန်းတွေနဲ့မတူပဲယောက်ျားလေးမိန်းကလေးရောတင်တော့ပူစီကားတယ်။ဆီမမွန်နီကအရင်မြင့်မြင့်နဲ့အာဖရိကအနောက်ပိုင်းကင်မရွန်နိုင်ငံသူ လူမင်းအမျိုးသမီးဒီမျိုးကိုသူရောက်လာတာ၃နှစ်ရှိပြီ။ယောက်ျားကလည်းကင်မရွန်သားလူမင်းပဲကောလိပ်မှာဆရာအလုပ်ရလို့ဆီမကပါလာတာ။ဆီမမွန်နီကလည်းမှာစပိန်ဘာသာသင်ပေမဲ့ မိခင်ဘာသာစကားရောစပိန်ပြင်သစ်နဲ့အင်္ဂလိပ်ဘာသာတွေပါကျွမ်းကျင်နေအဖေကဆရာဝန်ဆိုတော့သူ့ကိုငငယ်လေးတည်းကဆွစ်ဇာလန်ပို့ပြီးကျောင်းထားနိုင်ခဲ့တယ်။အဲဒီမှာသူကအီတလီရောဂျာမန်စာရောငငယ်လေးကကျွမ်းခဲ့တာစပိန်ရောက်သွားပြီးမက်ဒရစ်တက်သို့မှဘွဲ့ယူတော့သူအကျွမ်းဆုံးကစပိန်ဘာသာဖြစ်တော်တာပေါ့ခုလောလောဆယ်ရုရှားစာသင်နေတဲ့ပြီးရင်ဒီဥစားဆက်သင်အောင်မယ်ဆိုပဲသူအခန်းထဲမှာအီယာမဆေးရောင်ဆုံးကပ္ပမီပုံကြီးချိတ်ထားတယ် အတန်းသားတွေကသူတို့ဆီယမကိုကဘာနဲ့ရောက်ခဲ့ဘူးတယ်လို့ယုံကြည်နေကြတယ်။ဘာသာစကားပေါင်းစုံပြောနိုင်နေတာကိုဆီယမကခဏခဏပြောတယ်။ကဘာကြီးကအကျယ်ကြီးတဲ့။နိုင်ငံနိုင်ငံမှာဘာသာစကားတစ်မျိုးတည်းမပြောတာမဟုတ်ဘူးတဲ့။ကလေးတွေကိုစပိန်စာသင်ပေးနေရင်ဘာသာမျိုးခြားစကားသင်ကြားသင့်သည်မှတ်လို့လဲမချမချပြောတတ်တယ်။တီယိုအမေကလည်းစပိန်ဘာသာကိုနှစ်ပေါင်း20သင်ယူခဲ့ပြီးတော့ သူ့ကိုမူဂျူမကလေးကအုံများတဲ့စကလုံးနဲ့တင်ပေးတတ်တယ်။အမေအမှုတဲ့တချို့ကအမေရိကန်လေပိုင်းသူတွေများတော့စပိန်စကားမတက်လို့မရဘူးလေ။အမေရုံငန်းကိုသူရောက်သွားလို့သူတို့တွေနဲ့ဆိုရင်တီအိုကစပိန်လိုဝင်ရောတဲ့အခါသူတို့သိတဲ့ဘောကြားကြတယ်။ဆမမိုနီကလည်းသူ့ကိုချီးကျူးတယ်။တခြားဘာသာစကားတွေကိုတိတ်နားရင်လွယ်တယ်တဲ့။ဒီတော့တီအိုလေးစူးစမ်းခြင်းစိတ်ပုံများလာတယ်။ဆီယမ်မာသူ့အတန်းသားတွေကိုဂျာမန်စကားရောအီတလီစကားပါညှက်ညက်ပြီးတင်ပေးတတ်တယ် တော်ရက်ကလေးတွေကိုဆီမအပိုစုအဖြစ်သတ်မှတ်ပေးတယ်အမှတ်ပေးတတ်တယ်စတီယိုတို့အတန်းတွေကကောင်လေးတွေဆိုရင်ဘာသာစကားခုနှစ်မျိုးလောက်ကိုမတောက်တခေါက်ပြောတတ်ကြတယ်သူတို့ထဲမှာအတော်ဆုံးကတော့အေရွန်ဆိုတဲ့ကောင်လေးသူကအမေရိကအမေကစပိန်အဖေကဂျာမန်လေးတီယိုကသူ့ကိုမြင်အောင်လိုက်ဖို့အတက်နိုင်ဆုံးကြိုးစားတယ်ဆီမောင်ရဲ့အတန်းပြီးရင်ဆီမမွန်နေရဲ့အတန်းကိုကလေးတွေစိတ်ဝင်စားဆုံးပဲ ဒီနေ့တော့ Theo တယောက်ဘဲဘာသာကိုမအာယုံမဝင်စားနိုင်ဖြစ်နေသူစိတ်က April စီကိုကြည့်ရောက်နေခုလောက်ဆိုခမရတက်တီဝဲချန်နေဝင်ရောက်နေလောက်ပြီဒီအဖေနဲ့ဒီအမေကြားထဲမှာ April လေးမြေဆက်လက်ဖြစ်နေရှာတော့မယ်နှစ်ဖက်ရှိနေရင်းနဲ့တရားသူကြီးတို့ရဲ့မိကုံးတွေကိုပေပုံပေနီးနဲ့များဖြေနေရှာပါလိမ့်ပြီးတော့မှ April ကိုကောင်းနေရအတင်းဖယ်လိုက်ရတယ်သူအာယုံဆက်ရမှာကမနေ့ဖန်တော့နှစ်ထောင်ရမယ်လူတက်မှု တန်းသားတော်တော်များများကဘောလုံးမွေးကြည့်ဖို့ရုပ်ရှင်လက်မှတ်ရဖို့ပဲစဉ်းစားနေချိန်မှာတီယိုကတော့မနေ့ဖက်မြင်မြင်ရောက်ချင်လာပြီနှစ်ဖက်ရှိနေတွေအပြန်အလှန်လျှောက်လဲတာကိုနားထောင်ချင်လာပြီနောက်တစ်ချိန်ကဆီယမ Mrs. Carmen ရဲ့ geometry အအချိန်ဒီတစ်ချိန်ပြီးမှခဏနားပြီးဆီယမောင်ရဲ့အတန်းကိုပြန်ဝင်ရမှာသူတို့အပျော်ဆုံးအတန်းတီယိုသဘောအကျဆုံးပါတဲ့ရဲ့ဆီယမောင်ကအတော့ 30ဝန်းကျင်ခန့်ချီကာကိုအေယာမဥပဒေလုပ်ငန်းစုကြီးတစ်ခုမှာရှေ့နေဝင်လုပ်ဖူးတယ်။လက်ဖျားငွေတိအလုပ်မျိုးပေါ့။ဒါပေမဲ့ကလေးတွေကိုစာတင်ရတာဝါသနာပါလို့ဒီကျောင်းကိုရောက်လာတာတဲ့။ဒါပေမဲ့သူ့ကိုသူတို့ရှေ့နေတရားလို့ပဲထင်နေစေ။သူကစာတင်ငန်းကိုတရားရုံးငန်းထက်ပိုအရေးကြီးတယ်လို့ယုံကြည်တယ်။ဥပဒေကျွမ်းမိသားမှုသူတင်ရတဲ့ပါတာရဲ့ဟတ်နေရောပဲ။ TV မှာလာတဲ့အမှုခင်းတွေ အရဲ့ထဲမှာခစ်စားနေတဲ့တရားဓမ္မအငင်းပွားမှုတွေကိုလည်းခလေးတွေနဲ့ယဉ်ပါအောင်သင်ကြားပေးတယ်။ကဲရဲဘော်တို့အားလုံးကိုနေရာကိုဝင်ထိုင်ပြရနဲ့ဆရာကသူ့တပည့်တွေကိုဒီလိုပဲခေါ်တတ်တယ်။73နှစ်အရွယ်ကျောင်းသားလူငယ်လေးတွေကိုတလေးတစားနဲ့ဆက်ဆံတဲ့သဘောပါ။နောက်ဖက်မင်းတို့အားလုံး8:55မှာအတန်းနဲ့အရောက်လာကြပါ။ဘတ်စတစီးငှားပြီးတရားရုံးကိုသွားမယ်။အဲ့ဒီနေရာကိုအချိန်မီရအောင်သွားကြမယ်။ဒါဆရာတို့ရဲ့လိလာရဲ့ခရီးပဲ။ ်ကျောင်းဦးကြီးကိုဆရာခွင့်တောင်းထားပြီးပြီနေ့လေးစပြင်မစားမယ်ပတ်စံယူခဲ့ကြပါအားလုံးရှင်းနေနော်မေးချင်ရှိသေးလားအားလုံးကစိတ်လှုပ်ရှားမှုအပြင်းနဲ့တက်ကြွနေကြတယ်လွယ်ရည်ယူခဲ့ရမှာလားဆရာ တရုတ်ကထမင်းမယူခဲ့နဲ့တရားရုံးကိုဘာအိမ်မှယူမတော်ရအောင် လုံချုံရင်အင်မတန်တင်းကျက်တာဒီလူတက်မှုဟာနှစ်ပေါင်းများစွာအတွင်းပရမဆုံးအမှုဆိုတော့ပိုတင်းကျက်မှာပဲပါမေးဦးမလဲကျွန်တော်တို့ဘလို့ဝတ်ခဲ့ရမလဲဆရာ ဆရာအပါဝင်တန်းအတန်းသားအားလုံးတီယိုကိုဝိုင်းကြည့်လိုက်ကြတယ်။သူကတရားရုံးကိုအမြဲတမ်းတွားတဲ့သူ ရှေ့နေရနဲ့အပေါင်းအသင်းများတဲ့သူဆရာမငါဝင်မေးလိုက်တယ်။ကိုဝင်းကြီးနဲ့လဲစီဝတ်ခဲ့ရမလားတီယိုမလို့ဆရာကျွန်တော်တို့ဒီတိုင်းကြောင်းဝတ်ဆောင်နဲ့တွားရုံမှာပဲ။အေးကောင်းနေကောင်းနေဆရာအနေနဲ့တီယိုကိုတခုမေးချင်တယ်။အတန်းသားတွေကိုတို့တွားနှောက်ထောက်မဲ့အမှုအကြောင်းရင်မြို့နယ်တရားရုံးအကြောင်းအမင်းပြောပြပေးပါလား။ ။တီဟိုကထပြီးသူ့ laptop ကြိုကိုရုပ်ရှင်ပြဆက်နဲ့တွတ်ဆက်လိုက်တယ်။ပြီးရတဲ့သူ့ခလုတ်တွေရှောက်နှိမ့်တော့နေရံပေါ်မှာမြင်ကွင်းပြူပေါ်လာတဲ့အခါခလုတ်တွေဆက်နှိမ့်ပြီးတခုချင်းရှင်းပြတယ်။သူ့လေတန်းကပြီးပြီးရှေ့နေတရားရဲ့လေတန်းမျိုးလေဆာပွိုင်တာနဲ့ထိုးပြရင်ဒါကတရားရုံးခန့်မှ အမြင့်ဆုံးတနေရာရဲ့အလဲစပွဲကတရားသူကြီးထိုင်မဲ့စပွဲ။အဲ့နေရာကနေပြီးတော့တရားခွင်ကိုသူကထိမ့်မှာထိုင်ကုန်ကြီးကဘယင်တွေထိုင်တဲ့ပလင်အတိုင်းပဲ။ တရားသူကြီးရဲ့နာမည်က Henry Gantry တဲ့နောက်ကလုတ်တခုနှိပ်ပြီးပေါ်လာတဲ့ပုံကြီးတစ်ပုံကို laser pointer နဲ့အသေးချထောက်ပြတရားသူကြီးကိုအတန်းနဲ့မိတ်ဆက်ပေးတယ်။တရားသူကြီး Gantry ရာဆွေးမှုတွေပဲ깟နေသူ့လုတ်သက်အနည်း20ရှိပြီတဲ့ laser pointer ရဲ့အနီးစက်ကလေးဟာတရားရုံးခန်းမရဲ့အလေကောင်ကိုရောက်သွားတယ်။ဒါကတရားခန်းထိုင်မဲ့ထိုင်ကုန်လူသက်မှုနဲ့ဆွဲခံထားရတဲ့ Mr. Duffy ထိုင်မဲ့နေရာပေါ့ ပြီးတော့နေရံပေါ်မှာတရင်စာပုံကြီးပေါ်လာတယ်။အဲ့ဒီပုံတနည်းအားကိုထောက်ပြပြီးအဲ့ဒါမစ္စတာဒက်ဖီပဲ။အသက်49နှစ်အခုသက်ခံရတဲ့မစ္စစ်ဒက်ဖီရဲ့ယောက်ျားတရကန်ကသူပါပဲလို့တရလူဘက်ကရှိနေအဆဆွဆွဲထားတယ်။တီယိုကတရင်စာပုံကိုခြုံပစ်လိုက်ပြီးတရလူဘက်ကစပွဲကိုပွိုင်တာနဲ့ထောက်ပြတယ်။တရကန်ရှိနေကမစ္စတာကလစ်ဖို့နန့်နမကြီးရာဇဝတ်မှုတရလူရှိနေကြီးပေါ့။ ပြုံးနေသည့်တရလူရှိနေကြီးပုံကိုအကျဲအကြီးချဲ့ပြတယ်။ဝေယုံနှက်ကြီးနဲ့ seven view ရှိရှိတွေကခေါင်းပေါ်မှာအလိုင်းလိုင်းထလို့တခါသူ့ပုံကိုလည်းချုံပစ်လိုက်ပြီးတရလူရှိနေစပွဲရဲ့အနောက်ကအစိုးရရှိနေသူ့နမည်ကချက်ဟိုကန်နဲ့ဟိုကန်ပုံကိုလည်းချုံလိုက်ပြီးတရခန့်ရှိနေပုံနဲ့တွားရှင်ထားလိုက်တယ်။ចောင်းသားတယောက်ကလှက်မိတယ်။မင်းအဲ့ဒီပုံတွေကိုဘယ်ရရရလဲ။ ရှင့်နေများကောင်စီကတရားသူကြီးတွေရှင့်နေတွေရဲ့ပုံနဲ့အမြဲထုတ်ပေးတယ်လေ။တီယိုကပြန်ဖြေလိုက်တယ်။အဲ့ဒီထဲမှာမင်းပုံပါလား။အတန်းနေကရေသန်းတက်တထွက်လာ။ဟာဘေကလား။နှစ်ဖက်လုံးနှစ်ဖက်စလုံးရဲ့လက်ထောက်ရှင့်နေတွေရဲ့ပုံတွေပါလာဦးမှာ။အဲ့ဒီဇပွဲတွေမှာတော့လူအပြည့်ပဲ။တရားခံရှင့်နေအုပ်စုရဲ့ရှစ်ရှစ်ကလထိုင်တွေကဂျူရီလူကြီးတွေရဲ့နေရအားလုံးကလထိုင်၁၄လုံး၁၂လုံးကပုံမှန်ဂျူရီလူကြီးတွေအတွက် နှလုံးကအရင်စီရင်ချက်ကိုဂျူရီလူကြီးအားလုံးသဘောတူရမယ်ဒီအမှုအတွက်ဂျူရီတွေပြီးခဲ့တဲ့ဘက်ကမှရွေးပြီးသွားပြီအဲ့ဒီရွေးပွဲကိုကြည့်ရတဲ့သိပ်ပင်စရာကောင်းတာပဲပွိုင်နာလေးကိုတရားသူကြီးရဲ့ရှေ့ခုံမှာထိုးပြီးအဲ့ဒါတရားရုံးသတင်းထောက်မျိုးသမီးရဲ့နေရာသူ့မှာလက်ရည်တို့ဆက်ရှိတယ်စတီနိုဂရက်ဖ်လို့ခေါ်တယ်လက်နှိပ်ဆက်နဲ့ခက်ဆင်ဆင်ပါပဲသူ့အလုပ်ကတရားရုံးမှာထွက်ဆိုသမျှအားလုံးမှတ်တမ်းတင်တယ်တော်တော်မလွယ်တဲ့ကိစ္စက ဒါမဲ့သူလုံနိုင်တယ်။နောက်ကြတော့အချောရိုက်ပြီး ရှစ်နေတွေနဲ့တရားသူကြီးတွေကိုဝေပေးရတယ်။ဒါတွေဟာတရားရုံးရဲ့တရားဝင်မှတ်တမ်းတွေပဲ။တချို့တရားခွင်တွေမှာစာမျက်နှာထောင်ချီရှိတယ်။လေးစပွင်နာလေးရဲ့ရွှေ့တော့ပြန်တယ်။ဟောဒီတရားရုံးတရင်တော့ပြီးတရားသူကြီးရှေ့ဝက်ချန်နဲ့ခုံကဝက်ချန်နဲ့ကခုံကတက်တဲ့အတွက်ထိုင်ကိုအဲ့ဒီနေရာမှာရက်ပြီးကြမ်းကြင်ရတယ်။ပြီးမှထိုင်တယ်။ ို့ကဘယ်နှမထိုင်ရမှာလဲပွိုင်းနာကလေးအလဲတနေရာကိုထောက်ပြပြီအဲ့ဒီတားထားတဲ့ဝက်ချံပြင်ဘက်မှာတရားရုံးပရိသတ်ထိုင်ရတယ်အားလုံးခုံဆယ်တန်းရှိတယ်လူအများကြီးဆန့်နေဒါပေမဲ့ဒီနေ့အမှုလို့အမှုမျိုးမှာတော့မဆန့်ဘူးဒါကြောင့်ဟိုအပြင်ကရန်ဒါမှာပဲတို့နေရာရတာပေါ့ဒါပေမဲ့မပူကြနဲ့အားလုံးမြင်ရကြရတယ်ဆီယမောင်းကကဲပါမေးစရာကျန်သေးလဲကလေးတွေကပုံတွေကိုလှမ်းကြည့်ပြီးတယောက်ကမေးတယ် တရားရုံးထဲမှာဘယ်သူကအရင်ဆုံးဝင်ရတယ်လဲတီယိုကတန်းရွှေ့ထွက်ပြီးလမ်းလျှောက်ရင်တရားခန်အဖြစ်ရှိအဖြစ်ရှိတယ်လို့သက်သေပြမယ်တရားလိုရှိနေဖွယ်အရင်ဆုံးဝင်ရတယ်မနေ့ကမနေ့အဲ့ဒီမှာဆွဲချက်တင်မဲ့ဆိုးရရှိနေက အရင်ဆုံးဂျူရီအဖွဲ့ရှိကိုလျှောက်သွားပြီးဆွဲချက်ကိုဖတ်ပြရမယ်အဲ့ဒါဟာအဖွဲ့မင်ကုန်မယ်သူကအမှုတော်အမှုလာကိုချပြမယ်အဲ့ဒီမှာတရားခံရှိနေကပြန်ပြီးတုံ့ပြန်ခြေပါရမယ်။ပြီးတော့တရားရုံးကတက်တယ်ရေစခေါ်မယ်။ အားလုံးသိကြတဲ့အတိုင်းပဲမစ္စတာဒက်ဖီကိုအပြစ်မရှိဘူးလို့ထင်နေကြတယ်။အဲ့ဒီမှာအစိုးရရှိနေကအပြစ်ရှိတဲ့အကြောင်းသက်သေပြရမယ်။အဲ့ဒီဘိုင်းကတကယ်အပြစ်နဲ့ဝေးကွာနေတတ်တယ်။သူတို့ဆွဲချက်တင်တဲ့ရခင်80ရာခိုင်နှုန်းလောက်ဟာအပြစ်မရှိဘူးလို့ညင်းဆိုကြတယ်။တကယ်တော့သူတို့ကိုယ်တိုင်အပြစ်ကျူးလွန်ထားတဲ့လူတွေ20ရာခိုင်နှုန်းလောက်ပဲတရားစွဲခံရတယ်။သူတို့ထဲမှာ60ရာခိုင်နှုန်းလောက်ပဲပြစ်ဒဏ်ကြားခံတဲ့ကြားခံတဲ့သူတွေ။ Brian က ငါ့အဖေကတရားခက်မှာအဖြစ်ရှိတယ်လို့ထင်နေတယ်။အဲ့လိုထင်တဲ့လူတွေအများကြီးပါ။မင်းအမှုဘယ်နှမှုလောက်သွားနာထောင်ပြီးပြီလဲတီကိုမမမိဘူးဒါစင်ချီပြီးရှိလိမ့်မယ်။ကျန်တဲ့ကလေး15ယောက်လုံးတရားရုံးကိုမရောက်ဘူးကြဘူး။ဒီတော့တီကိုပြောတော့ကိုမယုံနိုင်လောက်အောင်ဖြစ်နေကြတယ်။တီကိုကဆက်ပြီးမင်းတို့အားလုံး TV ထဲမှာတွေ့နေကြတရားခွင်လို့မီရှူမီပန်လွတ်တာမျိုးတွေတော့တွေ့ရမှာမဟုတ်ဘူး။တကယ်တရားခွင်ကတမျိုး ိတ်ရင်ခုန်စရာလည်းမကောင်းဘူး။ဘွားကနဲ့ပေါ်လာတဲ့တက်တဲ့မျိုးလည်းမင်းတို့တရားအောင်မတွေ့ရမှာမဟုတ်ဘူး။ရုပ်ရှင်တွေထဲမှာလို့ပြုံးစားကြီးတရားခံကဖြောင့်ချက်ပေးတာမျိုးလည်းမင်းတို့တွေ့ရမှာမဟုတ်ဘူး။ရှင့်နေချင်းချင်းဆွဲထိုးတဲ့အခန်းမျိုးလည်းတကယ့်တရားရုံမှာမရှိဘူး။ဒီမှုမှာလူတက်မှုကိုမြင့်မြင့်တက်တဲ့တရားအောင်မှာမရှိဘူး။အဆွေအရှိနေတင်ပြတဲ့တက်တဲ့အားလုံးလက်စုပ်လက်ကင်ပြနိုင်တဲ့တက်တဲ့တရားအောင်မှမပါဘူးတရားခံရှင်းနေ Cliffordness ကအဲ့ဒါနဲ့ကင်လိမ့်မယ်အစိုးရဘက်ကတင်ပြတဲ့တက်တဲ့နဲ့ တက်တည်ခင်ပစ္စည်းအားလုံးတစ်ခုမှအခိုင်အမာမရှိဘူးလို့ခြေပါလိုက်မယ်။တယောက်ကထောက်ခံတယ်။အေးငါလည်းအဲ့လိုပဲထင်တယ်။အတိဘယ်ကအဲ့ဒီတက်တည်မျိုးကို တွေ့ဝိုင်းတက်တည်လို့ခေါ်တယ်။ဥမာဆိုတော့ကမင်းเจ้าကိုစပိန်နဲ့လာတယ်မဟုတ်လား။ဟုတ်တယ်။အလန်နိုင်နာကစပိန်နဲ့မှမင်းတော့ခတ်ခဲ့တယ်မဟုတ်လား။ဟုတ်တယ်။ဟုတ်ပြီ။တကယ်လို့ចောင်းစင်းတဲ့အချိန်မှာမင်းစပိန်မင်းစပိန်အဲ့ဒီနေရာမှာမရှိတော့ဘူးဆိုပါတော့တော့ဖြစ်ပြီးခိုးသွားတာပေါ့ကွာ။တခိုးဘူးမှမမြင်လိုက် ဲ့ဒါမျိုးကိုမျက်မြင်သက်သေမရှိဘူးလို့ခေါ်တာအဲနောက်တစ်နေ့မှရဲကမင်းစပိန်ကိုအပိုင်အပေါင်းဆိုင်မှာတွေ့တယ်ဆိုတော့အပေါင်းဆိုင်ကလာရောက်သွားတဲ့လူရဲ့နာမည်ကိုရဲကိုပြောမယ်ရဲကစပိန်ခိုးနေကြတခိုးကိုဆွဲမယ်မင်းကအမှုဖွင့်မယ်ဆိုပါစို့မင်းမှာတွေ့ဝိုက်သက်သေပဲရှိမယ်မျက်မြင်သက်သေမရှိဘူးအတမ်းမိုင်ဆရာမောင်ကိုရင်ခေါင်းတညိမ့်ညိမ့်ဖြစ်လာတယ်ဆရာကရှစ်တန်းအားလုံးရဲ့စကားရေးလူပွဲဥက္ကဋ္ဌ တီယိုကိုကြည့်ပြီးသဘောကျလို့မဆုံးဖြစ်နေသူတပည့်တွေထဲမှာတီယိုတို့ဘုန်းလောက်ထက်တဲ့ကလေးတယောက်မှသူမတွေ့ဘူးသေးဘူးဆီယမောင်းကခြေစွပ်တမာတဲ့တီယိုပြီးတော့တံတန်းလုံးကိုနေရာရအောင်ဆောင်ကျင်းပေးရတဲ့အတွက်လဲခုံယူပါတယ်ရပါတယ်ဆရာကျွန်တော်တိတ်အာမဆိုင်ရပါဘူးတီယိုကပြောပြတာနဲ့သူ့ခုံစီကိုခက်ကြွားကြွားလေးပြန်လျှောက်သွားတယ်သူတို့အတန်းကလူရီဂျွန်နဲ့ကလေးတွေများတယ် Justin ကအားကစားမှထိတ်ဆုံး ဒါပေမဲ့ရေကူးမှာ Brian ကိုမမိဘူး။ Tennis နဲ့ကောက်တီးရိုက်တဲ့နေရာမှာကျတော့ Ricardo ကထိတ်ဆုံးက Edward ကတရောကြီးထိုးတဲ့နေရာမှာအတော်ဆုံး။ Wuri ကလျှက်စစ်ဂီတာသမား။ Darren က drummer ။ Jarvis က trumpet ။ Joey ကအတန်းထဲမှာစအတော်ဆုံး။ Chase ကသိပ်ပံသမား။တခွဲခဲထဲမှာညအိတ်ချင်တဲ့ကောင်မျိုး။ Aaron ကအမိသားဆိုတော့ Spain ဘာသာမှာထိတ်ဆုံး။အဖေကဂျာမန်မှာမှဂျာမန်ဘာသာမှာလည်းတော်တယ်။ ထူးဆန်းတာကအင်္ဂလိပ်စာမှာလည်းထိတ်ကပဲ Brandon ကတော့ stock share မှာအမြဲဆုံးထိတ်ဆုံးကအမြဲထိတ်ဆုံးကသူ့ကိုတန်းကြွတထေးလောင်းဆိုပြီးချင်းချင်းနှောက်ကြတယ်ဥပရိနဲ့ပတ်သက်လို့ဆက်မအကိုရမယ်ကြောင်းသားကတော့တီယိုပေါ့လေခန်းနှစ်ပြီးပါပြီနားထောင်ပြီးတဲ့အခါမှာဘဝတကူစာအုပ်ကိုလည်းပြန်ဖတ်ကြည့်ပါတတခန်းတော့မှပြန်ဆုံးကြမယ်နော်